အားလုံးမင်္ဂလာပါရှင်။ Momentum Happiness Channel လေးအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဖျက်ပြပေးသွားမယ့်စာအုပ်ကတော့ Online မြန်မာပြန်ရေးသားတဲ့အကျိုးအမြတ်ရရှိခြင်းထက်ပိုရည်လေးနက်တော့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါရစေ။ကဘာတလွားလညာလက်စားမှုတွေရှိနေတဲ့အချိန်အတွင်းအမှတ်တရကိုရဲဝံ့စာပြောဆိုနိုင်ခြင်းဟာအကုန်စင်ပြောင်းလဲစေတဲ့ဆောင်ရွက်မှုဖြစ်လာစေပါတယ်။ George Orwell အကျိုးမြတ်ရရှိခြင်းထက်ပိုမိုလေးနက်တော့ ကျွန်တော်ကအေရီဆီယာဝင်တယောက်ကိုကယ်လီဖိုးနီးယားတောင်ပိုင်းမှာဆယ်စုနှစ်တနစ်ကျော်ကြာမြအညင်ဖူးနေခဲ့ပါတယ်။ကျွန်တော်ဒီတစ်ခါဆေးရုံကိုအသွားမှာကွဲပြားခြားနားတဲ့အခြေအနေတည်ရနဲ့ကြုံတွေ့ခဲ့ရပါတယ်။ကျွန်တော်ကဆေးရုံရဲ့ဆီယာဝင်နဲ့တွေ့ဆုံဖို့စောင့်ဆိုင်တဲ့အခန်းထဲဝင်လိုက်တယ်။ကျွန်တော်အခန်းထဲကိုဝင်လိုက်တယ်ဆိုတာနဲ့ပုသက်စီနန်းနဲ့တိတ်ဆိတ်ညင်သက်မှုတွေကကျွန်တော်ကိုစီချိုနှုတ်ဆက်တယ်။ကျွန်တော်ကလှုပ်ရှားလှုပ်ဆင်အတိုင်း clipboard မှာကျွန်တော်နာမည်ကိုရေးလိုက်တယ်ပြီးတော့ ကိုလက်စထရောဆေးအမီကိုပါခြာရေးလိုက်တယ်။အခန်းထဲက H2 စပွဲမှာရှိနေတဲ့ H2 ကကျွန်တော်စပွဲရှေ့ရောက်တာကိုတော့မတီးတဲ့ပုံစံနဲ့တစ်ချက်တောင်မမကြည့်ပဲသူ့အလုပ်သူဆက်လုပ်နေခဲ့ပါတယ်။ဒီတော့ကျွန်တော်ကဆရာဝန်ကိုစောင့်ဆိုင်နေတယ်ဆိုတာ H2 သိရအောင်ညနေချင်းတစ်ချက်ဆုံအောင်ကြည့်လိုက်ပြီးထိုင်ကုန်ပေါ်ထိုင်ချလိုက်တယ်။အခြားသောဆရာဝန်တွေရဲ့အခန်းတွေမှာလိုပဲအခန်းထဲကိုဘသူဝင်လာလားအယုံဆိုင်ခြင်းမရှိပဲကိုယ့်အလုပ်ကိုလုပ်နေကြတာပေါ့ ကျွန်တော်ကအခန်းနံရံမှာကတ်ထားတဲ့ယောဂဖြစ်စဉ်သတိပေးချက်ရုပ်ပုံကချက်ကိုကြည့်လိုက်ယောဂဘိုးမားရေရဲ့ရုပ်ပုံမျက်နှာဖုံးပါတယ်ကျမရင်းမဂ္ဂဇင်း2009ခုနှစ်ထုတ်စာအုပ်ကိုလှန်လောကြည့်လိုက်လုပ်နေခဲ့တယ်ကျွန်တော်ကဒီအတိုင်းအလကားထိုင်နေမဲ့အတူတူအကျိုးရှိအောင်ဂျမရီမဂဇင်းဆောက်အဟောင်းတွေကိုတုံအောင်မြောက်တဲ့အထိထိုင်ဖက်နေလိုက်တယ်။အချိန်အတော်ကလေးကြာနေပါပြီ။ဆရာဝန်ကျွန်တော်ကိုချင်းဆိုထားတဲ့အချိန်ထက်45မိနစ်တောင်နောက်ကျနေပြီလေ ကျွန်တော်နည်းနည်းတော့စိတ်မရှိချင်တယ်လို့ဖြစ်လာတယ်။ဒါကြောင့်ဖိုင်ကုံကနေမတက်ထားရက်လိုက်ပြီးခနာကိုအညောင်းပြေအောင်ချီဆက်လက်ဆက်လုပ်နေလိုက်တယ်။ထိုချိန်မှာပဲဆရာဝန်ရဲ့အခန်းဝါကနေနက်စမာတယောက်ခေါင်းပြူထွက်လာပြီးမစ္စတာဘက်ထရစ်ဝင်လို့ရပါပြီရှင်လို့အော်တဲ့အတန်ကြားလိုက်ရတယ်။ကျွန်တော်နာမည်ကြကြချင်းအဲ့ဒီတူနာပြူနောက်ကနေလိုက်သွားခဲ့တယ်။သူမကကျွန်တော်ကိုကိုအလေးချိန်ချိန်နဲ့ကိုအပူချိန်တိုင်းနဲ့ပြီးတော့ဒူမရဲ့စီမက်တန်ဆာရွက်ပေါ်ချရေးလိုက်တယ်။ နောက်တော့သူမကကျွန်တော်ကိုအခန်းတစ်ခန်းထဲမှာထပ်ပြီးဆောင်းခိုင်းပြန်တယ်။ကျွန်တော်ဆရာဝန်နဲ့တွေ့ဆုံရဖို့ချင်းဆိုထားတဲ့အချိန်ပြန်ကြည့်လိုက်တော့တနာရီနဲ့၁၂မိနစ်လောက်နောက်ကျနေပြီဆိုတာသိလိုက်တယ်။ဒီလိုနဲ့ခဏအကြာကျွန်တော်ပြမယ့်ဆရာဝန်ရောက်လာပါတော့တယ်။ Hello Mr. Patrick လို့ဆရာဝန်ကသူ့စပွဲမှာထိုင်ထိုင်ချင်းကျွန်တော်ကိုလမ်းနှုတ်ဆက်တယ်။ဒါပေမဲ့သူကကျွန်တော်ယောဂမှတ်တမ်းစာအုပ်ကိုဒါကြည့်နေရင်နှုတ်ဆက်တာပါ။ ျွန်တော်မျက်နာကိုတိချာကြည့်ပြီးနှုတ်ဆက်တာတော့မဟုတ်ပါဘူး။ကျွန်တော်ခမည်းကိုဘယ်လိုကူညီပေးရမလဲပြောပါ။ကျွန်တော်ကယင်ဘူးယင်နာခန်းစားနေရာတောင်ပြပြလိုက်တယ်။ Okay ကျုပ်ခမည်းအတွက်စေးစာရေးပေးလိုက်မယ်။ကျွန်တော်ကိုတော့ဒူနာပြုကခမည်းအတွက်အကုန်စင်စီစဉ်ပေးပါလိုက်မယ်။ဆရာဝန်ကမှာဆရာရှိတာမှာကြားပြီးတာနဲ့အခန်းထဲကနေပြန်ထွက်သွားခဲ့တယ်။ကျွန်တော်သူ့ကိုစောင့်ဆိုင်းရတဲ့အချိန်ကတနအီကြောကြာခဲ့ပေမဲ့သူကျွန်တော်ကိုတွေ့ဆုံပြီးရှင်းပြပြောဆိုတဲ့အချိန်က3မိနစ်လောက်ပဲကြာခဲ့ပါတယ် ကျွန်တော်ကဆံဝင်ရေးပေးခဲ့တဲ့စေးစာကိုပြန်ဖတ်ကြည့်တယ်။သူညွန်ကြားထားတဲ့အတိုင်းသူနာပြုစီသွားတွေ့ပြီးစေးကိုယူလိုက်တယ်။ပြီးတော့ကျွန်တော်ကရှိရကိုသွားလိုက်တယ်။ကျွန်တော်ကကားထဲရောက်တာနဲ့ဆံဝင်တွေအကြောင်းစဉ်းစားပြီးတစ္ဆာဖောက်ခံလိုက်ရတယ်လို့ခန့်စားမိလိုက်တယ်။ဒါဟာဆံဝင်လောကတစ်ခုထဲမှာလည်းမဟုတ်ပဲစီးပွားရေးလောကမှာလည်းအလားတူပါပဲ။ဆံဝင်တွေဟာသူတို့ကိုတွေးခင်ရဖို့လူနာတအူးချင်းစီအတွက် အချိန်2မိနစ်3မိနစ်သာပေးပြီးယောဂအခြေအနေကိုစစ်ဆေးပေးလိမ့်ရှိပါတယ်။လူနာကိုအကြဆုံးကြည့်ပေးမဲ့ဆရာဝန်ဆိုရင်တော့အများဆုံး10မိနစ်အထိသာကြာတတ်တာတွေ့ရပါတယ်။စီပွားရေးဆန်လွန်ပြီးအကျိုးမြတ်လွန်ကဲစွာရယူတဲ့ဘောပေါ့။ဒီလိုအခြေအနေတွေဟာဆရာဝန်တွေမှာတာမကနေရာကဏ္ဍတော်တော်များများမှာ အလားတူဖြစ်ပျက်နေတာတွေ့ရပါတယ်။ဥပမာအနေနဲ့ fashion လုပ်ငန်းတွေအစားအသောက်လုပ်ငန်းတွေဗန်လုပ်ငန်းတွေစီးပွားရေးကြော်ငြာလုပ်ငန်းတွေမှာလည်းတွေ့နေခဲ့ရပါတယ်။ အကျဉ်းဆောင်ရိတာပြပြင်းပြောင်းလဲရေးဆိုင်ရာဆောင်ရွက်မှုတွေက အကျိုးရလက်တွေနဲ့ဆန့်ကျင်လာတဲ့အခါအကျိုးရလက်ဆုံးရှုံးမှုတွေဖြစ်ခဲ့စေမှာဖြစ်ပါတယ်။ Charlie Chi Wife ကျမတယောက်ထဲလောကကြီးကိုအပြောင်းလဲမလုပ်နိုင်ပါဘူး။ဒါပေမဲ့လိုင်းကြီးရဲ့ကလေးတွေများစွာဖြစ်အောင်ဖန်တီးနိုင်မှု ကံရည်ပြင်ပေါ်ခဲ့တဲ့လုံပောက်ပြဖို့တော့ကျမတနိုင်ပါတယ်။ Mother Teresa တကယ်တော့အရင်ရှစ်စနေရဲ့ထုံစံအရအာသချက်တွေဘလောက်ပဲရှိနေသည်ဖြစ်စေ စာတုံးသူပြည်သူလူထုတွေဖောက်တဲ့တွေရဲ့စိတ်တိုင်းကြောင့်ငတ်တမှုအခြေအနေတွေကိုပြီးဆွမ်းနိုင်ခြင်းထက်အရင်ရှင်တွေအတွက်တော့အကျိုးမြတ်ရရှိတာထက်ပိုမိုတလွန်သောအမြင်မှုတွေကိုရရှိစေတာတွေ့ရပါတယ်။အကျိုးမြတ်ရရှိခြင်းထက်ပိုမိုတလွန်သောအမြင်မှုကိုရယူနိုင်တဲ့သူတွေရဲ့ဆန်းစပ်မှုအခြေအနေတွေကိုပုံစံမျိုးမျိုးနဲ့လေ့လာပေးနိုင်ပါတယ်။အပိုင်းတဲ့ကျွန်တော်တို့အကျဉ်းရိုက်ပေးမိနေသောသဝန် စီပွားရေးလုပ်ငန်းဖွဲ့စည်းတွေဟာလူတွေရာသီဥတုတွေနဲ့ဆင်တူလေးရှိတယ်လို့စီပွားရေးပညာရှင်တွေကဆိုပါတယ်။လူသားတွေနဲ့ရာသီဥတုတွေဟာသူတို့ကြရောက်တဲ့အခြေအနေချိန်ခါလိုက်တာသက်ဆိုင်ရာအလုပ်တွေကိုလွတ်ဆောင်တဲ့ကြကြောင့်တချို့သောလူတွေကလုပ်ငန်းတေးလေးတွေကနေအစာပြုတ်ပြီးတဖြည်းဖြည်းတိုးတက်အောင်မြင်လာကြကြောင့်အကောင်ဆုံးလွတ်ဆောင်နိုင်စွမ်းရှိသူတွေက အမြင်မှုတွေအထူးထိတ်စေရရှိလာကြကြောင့် တချို့ကအပြောင်းလဲတွေလုပ်ပြီးတုံ့တမှုတွေအမျိုးမျိုးရရှိကြတော့လေတချို့ကတော့အပြောင်းလဲတွေလုပ်ခြင်းကြောင့်ကြာရှုံးမှုတွေနဲ့ရင်ဆိုင်ခဲ့ရကြောင်းပညာရှင်တွေကဆိုပါတယ်လူမှုပေဒပညာရှင်ဝီလျံစကော့နဲ့နေဟိုဝီဒိုရဲ့အဆိုအရကျွန်တော်လူသားတွေရဲ့သက်ဆိုင်ရာယဉ်ကျေးမှုအမျိုးမျိုးဟာဆက်ဝန်းပုံစံနဲ့ပတ်လည်ရှိနေပြီးနောက်မျိုးဆက်တွေရဲ့လက်ထပ်အထိတိုင်းဆက်လက်မပြောင်းလဲပဲလက်ပတ်လည်ရှိကြောင်းလေ့လာတွေ့ရှိရပါတယ် ကမ္ဘာနိုင်ငံတွေမှာအရေးရှိစနစ်ကြီးစိုးခြင်းကြောင့်စီးပွားရေးလုပ်ငန်းတွေတူတက်မှုရှိတာမှန်တော့လေတချို့သောလုပ်ငန်းအဖွဲ့အစည်းတွေက သူတို့ရဲ့မူလတန်ဖိုးတွေချော့ကြတာကိုတွေ့ရပါတယ်။တကယ်တော့ဒီလိုဖြစ်ရခြင်းဟာကုမ္ပဏီအများစုအနေနဲ့သူတို့ရဲ့ကုန်တိတ်ခါတွေစီမင်းစည်းကမ်းဥပဒေတွေကိုသူတို့ရဲ့လောဘစိတ်တွေနဲ့လုပ်ငန်းဆိုင်ရာကြွန့်ကျင်မှုဆိုတဲ့အခြေအနေတွေရဲ့အတွက်ဆွလွတ်ပေးဆက်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ လောကမှာအကျိုးမြတ်ရရှိခြင်းအတွက်ဘုသူမဆိုးကြိုးစားပိုင်ခွင့်ရှိတော်လဲတမန်ထက်ပို့မှုတာလွန်သောအမြင်မှုရရှိဖို့အတွက်ယူတာကြိုးစားမှုတွေနဲ့သာယဉ်ညမြတ်ထားဖို့လိုအပ်ပါတယ်စစ်မှန်သောအမြင်မှုသို့မဟုတ်တမန်ထက်ပို့မှုတာလွန်သောအမြင်မှုရရှိဖို့အတွက်ယူတာဖြောင့်မတ်စွာကြိုးစားနေခြင်းကာလတစ်လျှောက်ကြွတင်ဆိုင်ရတဲ့ပြဒနာခက်ခဲတွေ တဘောတာကွယ်လတ်မှုတွေနဲ့အငင်းပွားမှုတွေကိုတရားမျှတနည်းလမ်းတွေနဲ့ဖြည့်ရှင်ပေးဖို့လိုအပ်ပါတယ်။ကျွန်ုပ်တို့ရဲ့သက်ဆိုင်ရာလုပ်ငန်းအတီးတီးမှာတုတ်တက်မှုတွေကိုရှေ့ရှုတော့ပြည်တနာဖြည့်ရှင်နိုင်စွမ်းနဲ့အားကောင်းနိုင်မယ်ဆိုရင်အဲ့ဒီပြည်တနာဖြည့်ရှင်လို့တော့ပြင်ပြတဲ့စိတ်ဆန္ဒတွေကတုတ်တက်အောင်မြင်နိုင်စွမ်းအတွက်ထိရောက်တော့အရင်မြင့်တွေအဖြစ်ရှိနေပါလိမ့်မယ်။ကျွန်တော်ဘဝအတွေ့အကြုံတွေအရဘလောက်ဖဲခက်ခဲနေတဲ့ပြဿနာပြိပခါတွေကိုဖြစ်စေ လွယ်ကူတိုးတောင်းသောနည်းလမ်းတွေနဲ့ဖြည့်ရှင်းနိုင်အောင်ကြိုးစားနိုင်ခဲ့ပါတယ်။လုပ်ငန်းတိုးတက်မှုတွေအတွက်အပြောင်းလဲတွေလုပ်မယ်ဆိုရင်လည်းဘာကြောင့်အပြောင်းလဲလုပ်ရတယ်၊ဘာကိုအပြောင်းလဲမယ်၊ဘလို့အပြောင်းလဲလုပ်မယ်ဆိုတဲ့အချက်တွေကိုတိကျစွာခွဲခြားဆောင်ရွက်ပေးနိုင်မှုလိုအပ်ပါတယ်။စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ကောင်းသောအခြေအနေကိုဆက်လက်ထိန်းသိမ်းထားဖို့လိုအပ်ပြီးသို့သောအခြေအနေတွေကိုလည်းကောင်းသောအခြေအနေဖြစ်အောင်ပြုပြင်ပေးဖို့လိုအပ်ပါတယ်။ နမည်ဆိုထွက်လာတော့ကုမ္ပဏီတွေကိုလေ့လာတဲ့အခါရခင်ကအရေးတွေအရေးချင်းကောင်းနဲ့ပိုင်ဆိုင်သောကောင်းဆောင်နဲ့စီမံအုပ်ချုပ်တာခံရပြီးဖောက်တွယ်တွေအတွက်ဝန်ဆောင်မှုကောင်းနဲ့ပြီးနိုင်ခဲ့တဲ့ကုမ္ပဏီတွေဖြစ်တာကိုလေ့လာတွေ့ရှိရပါတယ်။ကောင်းသောအခြေအနေသို့မဟုတ်ဆိုးသောအခြေအနေများနဲ့ကြုံတွေ့ရသောကုမ္ပဏီများ Force America Band, Bandy, AT&T, Pingo Tupawa, Sato Tolodo ကုမ္ပဏီများ အစားအသောက်ထုတ်လုပ်ရောင်းချသောကုမ္ပဏီတစ်ခုဖြစ်သည့် McDonald's ကုမ္ပဏီဟာအမြန်ပြင်းစားစားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းမှာကမ္ဘာကျော်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ McDonald's ကိုစတင်တည်ထောင်သူ Recrosser သူရဲ့ပထမဆုံးသောစားသောက်ဆိုင်ကို Illinois ကိနဲ့ Chicago မြို့မှာ1950ပြည့်နှစ်များနှစ်လယ်ပိုင်းကစတင်ဖွင့်လှစ်ခဲ့ပါတယ်။ McDonald's ကုမ္ပဏီအတွက်အရေးပါသောဆောင်ပုဒ်ကတော့အရေးတွေးကောင်းမှုဝန်ဆောင်မှုကောင်းတွေပေးနိုင်မှု ဆိုင်နဲ့စားတောက်ပိုင်းများတန်ရှင်တည့်ရမှုတွေရှိနေစေဖို့ထုံးလုံးတော်စားတောက်ကုန်ပစ္စည်းများရဲ့တန်ဖိုးကိုမြင့်တင်ပေးနိုင်ဖို့လိုပဲဖြစ်ပါတယ်။ဖောက်တယ်ရီနဲ့ဝန်တန်းတွေကိုမက်ဒွန်နယ်ကတန်မိုးထားပြီးအလုံးကိုမြမြတသားဖြစ်အောင်လှဆောင်ပေးခဲ့ပါတယ်။မက်ဒိုနယ်ရဲ့အမြင်မှုဟာအခြားသောကုမ္ပဏီတွေထက်ပုံမသာလုံမြန်ဆန်းစွာနဲ့အမြင်နာကိုလေ့လာတွေ့ရှိရပါတယ်။မက်ဒိုနယ်ရဲ့စားသောက်ပစ္စည်းတွေမှာပါဝင်တဲ့အမြင်အလုံးဟာ တန်ရှင်လက်ဆက်ယုံမကပဲကျမရင်းနဲ့ညီညွတ်စေတဲ့စားတောက်ပစ္စည်းတွေဖြစ်တယ်လို့စီမံချက်ပြုတ်မှုအပိုင်းကလည်းရတာရှိတဲ့စားတောက်ဖွဲ့တွေကြီးပဲဖြစ်နေတာကိုတွေ့ရှိရပါတယ်။မက်ဒေါ်နယ်ဟာဆိုင်ဆက်တင်ဖွင့်လင်းချိန်ကနေဆိုင်ခွဲအတော်များများဖွင့်လာနိုင်တဲ့အချိန်အထိထင်ပေါ်ကြကြမှုတွေနဲ့ကုမ္ပဏီရဲ့ကုန်ရှင်ကို မြင့်တင်ထားနိုင်ခဲ့ပါတယ်။သို့တော်လည်းယနေ့ကာလမက်ဒေါ်နယ်ရဲ့အခြေအနေဟာဆွမ်းဆောင်ရည်တွေတောင်မှ ထင်ပေါ်ကြကြမှုတွေပါရော့ကြလာတဲ့အထူးအခြေအနေဆိုတွေနဲ့ဆိုင်ခဲ့ရပါတယ်။မတော်နယ်ရဲ့ရော့ကြမှုတွေဟာ ထုတ်ကုန်ပစ္စည်းအရေးသွေးပိုင်းမှသာမကပဲစွန့်ဆောင်ရေးပိုင်း store share ဈေးကအတင်းမြင့်တက်တော့ဩစာချိန်ဝါတွေကိုပါရော့ကြစီခဲ့ပါတယ်။နောက်ပြီးကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးခြင်းကိစ္စတွေမှာနှီးကွေးလာပြီးထုတ်ကုန်ပစ္စည်းအတွက်ကုန်ကျစရိတ်တွေကိုလည်းလျှော့ချလာတာတွေ့ရပါတယ်။ မက်ဒေါ်နယ်ကိုအချိန်မီကတင်နိုင်မှုအတွက်အဓိကတာဝန်ရှိသူတွေကတော့မျိုးဆက်တဲ့အဖြစ်စက္ကန့်လောက်ကိုင်းတဲ့သူတွေပဲဖြစ်ပါတယ်။မျိုးဆက်တွေရဲ့လောက်အောက်မှာလိုအပ်သလိုပြပြင်းပြောင်းလဲမှုတွေလုပ်နိုင်မယ်ဆိုရင်တော့ကမ္ပဏီရဲ့ကုန်တိတ်ခါကိုပြန်လည်မြင့်တင်ပေးနိုင်မှာဖြစ်ပြီးနောက်မျိုးဆက်တွေအတွက်အတူယူဆရာသင်ကန်းဆောက်ကောင်းတွေကိုလည်းလွှဲပြောင်းပေးနိုင်မှာဖြစ်ပါတယ်။ပြီးခဲ့သော ရာစုနှစ်များအတွင်းကအမေရိကမှာအဓိကဥဆောင်နေသော corporation လုပ်ငန်းကြီးတွေကို လီလာမှုပြုလုပ်ရမှာအင်အားကြီးမှစွာလက်မိုးထားသောအင်းရှင်စနစ်ရဲ့စုံဝင်အတွင်ပုံစံတူကြီးပွားသူတက်လာသောကော်မတီပါများစွာရှိခဲ့တာကိုလီလာတွေ့ရှိရပါတယ်။ထူကလာရီတခြားထူချာချက်အနေနဲ့လုပ်ငန်းအဖွဲ့အစည်းတွေရဲ့လုပ်ငန်းဆောင်ရွက်ပုံတွေဟာတချို့ကယူသဖြတ်မှတ်ခြင်းမှန်ကန်တရားမျှတခြင်းတွေနဲ့စိတ်ကူးကောင်းတဲ့အကောင့်ထဲပေါ်နိုင်ခဲ့ကြသလိုတချို့ကပေးဆက်ခြင်း၊ရှုံ့နှိမ့်ခြင်းတွေဖြစ်တဲ့အထိ အမာယုံလုံမိခဲ့တာတွေရှိတာကိုလည်းတွေ့ရှိရပါတယ်။တချို့တော့ကုမ္ပဏီတွေကတော့ကောင်းမွန်သောကုန်သိက္ခာအတွက်ရည်ရှိကြိုးစားပါထူထပ်မှုကိုမကြည့်ပဲဖြက်လန်နည်းတွေနဲ့အကျိုးမြတ်များစွာရရှိအောင် လုပ်ခဲ့တာတွေလည်းတွေ့ရှိရပါတယ်။စိုးစုံကတော့လိညာတဲ့နီလန်းမျိုးစုံနဲ့အမြင်မှုကိုဖြက်လန်းကရယူခဲ့တာတွေလည်းရှိနေခဲ့ပါတယ်။ထိုကာလအတွင်းအရင်ရှင်စနစ်ကြီးစိုးရာ ဆောင်းဝင်းအတွင်းရှိနေတဲ့ စီပွားရေးလုပ်ငန်းတွေဟာအကျိုးမြတ်ကိုကျော်လွန်ပြီးလူတွေကိုတတ်မှုထားတဲ့ကာလတွေမှာရောက်နေခဲ့သလိုလူတွေကိုကျော်လွန်ပြီးအကျိုးမြတ်ကိုပိုပြီးတတ်မှုထားတဲ့အချိန်တွေတို့လည်းရောက်ခဲ့မှုပါတယ်။ထူးခြားချက်အနေနဲ့ခေတ်ကာလတစ်ခုစီမှာတခြားတတ်မှုထားတဲ့အရာတွေအဓိကတတ်မှုထားစဉ်းစားတဲ့ကိစ္စတွေရှိနေတတ်ပါတယ်။လုပ်ငန်းဆိုင်ရာလိုအပ်ချက်အရာအပြောင်းအလဲတွေလုပ်တဲ့အခါမှာလည်း မူလစီပါရေးလုပ်ငန်းတွေကိုဒါမကစီကွက်တစ်ခုလုံးကိုပါအပြောင်းအလဲတွေဖြစ်စေခဲ့ပါတယ်။အချို့မြေရရှိချင်တဲ့ပိုရိပ်လေတာလွန်တော်အမြင်မှုတွေရရှိဖို့အတွက်တေဟာယီမန်ချက်တွေနဲ့အတူရှင်သန်ပြီးခစ်စနစ်နဲ့လိုင်လုံးညီထွေမှုရှိစေမယ်ပြောင်းလဲမှုတွေကိုမဆိုင်မတွာလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။အမေရိကန်ရဲ့စီးပွားရေးလုပ်ငန်းဖွဲ့စည်းတွေကို လေ့လာတဲ့အခါတမိုင်းကြောင်းတွေအရအထက်ပံဆောင်ဝင်ရဲ့လေပတ်မှုတွေအတိုင်းရှိနေခဲ့တာကိုသိရှိရပါတယ်။ ဆောင်းဝုံရဲ့အစိပ်ပိုင်းတစ်ခုအစီအဖြစ်ရှိနေတဲ့မြားတစ်ခုချင်းစီဟာခေကလာတစ်ခုချင်းစီရဲ့လိုက်ကိုစားပြုနေပြီးခေကလာအပိုင်းအခြားလိုက်စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေရဲ့ပြည်မှုဆောင်ရွက်ပုံတွေကို ခွဲခြားလေ့လာနိုင်ပါတယ်။ယူတာဖြတ်မှတ်တော့ခေ Henry Fosha First Motor Car Company ကို1903ခုနှစ်ဇွန်လ16ရက်နေ့မှာစတင်ခဲ့ပါတယ်။ Foska Company မှာအလုပ်လုပ်သူတွေဟာရက်သက်တပတ်နိုင်ပေါင်း80မှ90အထိလုပ်ခဲ့ပေးရတာကြောင့်လုပ်ငန်းသူတက်အောင်မြင်မှုတွေတစ်ခုပြီးတစ်ခုရရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့အလုပ်သမားတွေအတွက်ကျမရဲ့အစီအစဉ်တွေဘေကင်းလုံခြုံရေးစီစဉ်တွေကိုအကောင့်ထက်ဖို့ဆောင်ရွက်ပေးခဲ့ပြီးရက်သက်တပတ်အတွင်းနိုင်40တာအလုပ်လုပ်ပေးတဲ့ပထမဆုံးသောကမ္ဘာစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတည်းရဖြစ်လာခဲ့ပါတယ်။ 1922ခုနှစ်မှာ Henry Fox ရဲ့တားဖြစ်သူ Sir Forsa Company ရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့ပြီးသူတာဝန်ယူတဲ့လက်ထက်မှာလူတိုင်းကရတတပတ်ကိုတရက်ပို့ပြီးအနာယူတဲ့နဲ့ကိုစိတ်နှစ်ပါတတ်တာပြေလျှော့အောင်အပန်းဖြေပြီးလွလွလပ်လပ်နေတဲ့နယ်လို့လက်သမားတွေကိုထုတ်ပေါ်ပြောဆိုပြီးရတတပတ်ကိုတရက်ထပ်ပို့ပြီးနောက်ခွင့်ရရှိမယ့်အစီအစဉ်တွေကိုရွေးဆဲပေးခဲ့ပါတယ် ထိုခေတ်ကာလဟာယူတာဖြာမတ်မှုတွေထွန်ခခဲ့တဲ့ခေလိုပြောစမတ်ပြူလောက်တည်းအထိအလုရှင်တွေဘက်မှလည်းယူတာဖြာမတ်ပြီးတာဝန်ကြလေးရှိသလိုအလုသမားတွေဘက်ကလည်းအပြန်လန်နေနဲ့ပြန်လည်တာဝန်ကျေပွန်ခြင်းလုပ်ငန်းအပေါ်စေတနာထားဆောင်ရွက်ခြင်းတွေရှိခဲ့ပါတယ်။ယူတာဖြာမတ်တဲ့ခေတ်ကာလအတွင်းအလုသမားအများစုဟာအားလဲရက်တိုင်းသူတို့ရဲ့မိသားစုတွေနဲ့အတူလွတ်လပ်ပျော်ရွှင်ပေါ်ပါစွာနေထိုင်ခွင့်ရရှိခဲ့ကြပါတယ်။ ယူသားဖြတ်မှတ်ပြီးစေတနာထားတတ်တဲ့အလို့ရှင်ရဲ့ကျေးဇူးကြောင့်သူတို့ရဲ့လွတ်လပ်တဲ့အားလက်ချိန်တွေကိုမိသားစုတွေနဲ့အတူကုန်ဆုံးနိုင်ပြီးဘဝမော်တွေကိုပြည့်ပြောင်းအောင်လှုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်။ကျွမ်းကျင်မှုရှိသောခေတ်1955ခုနှစ်အရောက်မှာတော့ Force Motor Car Company ဟာဤပညာနဲ့ကျွမ်းကျင်မှုတွေပေါင်းစပ်ပြီးမော်တော်ကားအရေးအတွက်များစွာကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ Force Company အနေနဲ့သူရဲ့များစွာသောဝန်ထမ်းတွေအပေါ်သာမကသူရဲ့ဖောက်တဲ့တွေပေါ်အတွက်ပါထက်တွင်စဉ်းစားထားတာနဲ့လုပ်ငန်းပုံမှုတိုးတက်အောင်ဆောင်ရွက်နိုင်တာတွေ့ရပါတယ်။20ရာစုအလယ်ပိုင်းမှာတော့ Force Company ရဲ့ကာထုတ်လုပ်နိုင်စွမ်းဟာပုံမှုမြင့်တက်လာပြီးရင်ဆက်ပစ္စည်းထုတ်လုပ်ရောင်းချတော့ကုမ္ပဏီကြီးငါးခုအနက်ထိပ်တန်းကုမ္ပဏီတစ်ခုထဲမှာအပါအဝင်ဖြစ်လာခဲ့ပါတယ်။ First Company အနေနဲ့ကျန်းကျင်မှုကိုဦးစားပေးအသုံးချသောခေတ်ကာလမှာလည်းအများနဲ့တန်းတူဝင်အောင်ဆက်ဆံနိုင်ခဲ့တာကြောင့်အခုလိုထိတ်တန့်နေရသို့ရောက်ရှိလာတာဖြစ်ပါတယ်။လိန်လေလက်စားသောခေတ်1980ပြည့်နှစ်များသို့ရောက်ရှိချိန်မှာ Force ကတူတူထောင်ခဲ့တဲ့တံပိုးတွေတော်တော်များများကိုဆွလွတ်လိုက်ပါတယ်။1980ခုနှစ်မှာ Force ကယနေ့ခေတ်နဲ့မရှိတော့တော့ ပင်တိုကအမျိုးအစားတစ်ခုကိုထုတ်လုပ်ခဲ့ပါတယ်။ကားရဲ့သစာအရာတငွေရီ ထဲ့သောတိုင်ကြီးမှာအပြင်းအဆာရှိနေခဲ့တာကြောင့်ကားနောက်ပိုင်းကိုဝင်တိုက်မိစောင့်မိတယ်ဆိုတာနဲ့မိလောင်လွယ်တဲ့အာနေချက်ရှိနေခဲ့ပါတယ်။ပင်တိုကရဲ့အာနေချက်ကြောင့်တန်ရာရတူရရဲ့အတွက်ရောချေးပေးကုန်ကျစရိတ်ဟာဒေါ်လာ350ထိရှိခဲ့ပြီးပင်ထိုကနောက်ပိုင်းဒီဇိုင်းပြန်လည်ပြုပြင်မှုအတွက်ဒေါ်လာ120တန်းကုန်ကျခဲ့ပါတယ် force အနေနဲ့လူပေါင်းများစွာတိစုံမှုဖြစ်စေခဲ့တဲ့ပင်ဒိုကကြောင့်တရားဆွဲဆိုခံရခြင်းကိစ္စတွေရော့ပေါအောင်ကြိုးစားဆောင်ရွက်နိုင်ခဲ့ပါတယ်။ပြန်လည်ထိန်းသိမ်းပေးသောခေတ်1990ခုနှစ်များအတွင်း Force Company ဟာ Company တွင်ပြည်ထနာပရိပခတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ထို့အခြေအနေတွေကြောင့်အများပြည်သူတွေရဲ့သဘောထားအမြင်တွေကလည်း Force Company အပေါ်သမျိုးသဖုံပြောင်းလဲလာခဲ့ပါတယ်။ force ကအခက်အခဲပြဿနာတွေဆိုင်နေရတဲ့ကြားကယင်းဒီမြုံနံမှုတွေကိုပုံမပြုတ်လုပ်ပြီးဖောက်တွယ်တဲ့ရဲ့စိတ်ကျေနပ်မှုရရှိအောင်ဒုက္ကမဏီကထုတ်တော့ကားတွေရဲ့အည်သွေးကိုမြင့်တင်နိုင်ခဲ့ပါတယ်2009ခုနှစ်မှာအစိုးရကအမေရိကန်ရဲ့ motor ကထုတ်လုပ်တော့ကုမ္ပဏီတော်တော်များများကို အကြက်တဲမှကဲတဲ့အနေနဲ့ငွေကြေးကူညီများစွာစိုက်ထုတ်မှတည်ပြီးခဲ့ပါတယ် ထို့အခြေအနေတွေနဲ့ပတ်သက်ပြီး force ရဲ့အလုံးမှုဆောင်အရာရှိတွေက အခုလိုပြောကြားခဲ့ပါတယ်။အခုလိုအစိုးရကမတီယင်းနှင်းငွေစိုက်ထုတ်ပေးတဲ့အပေါ်ကျေးဇူးများကြီးတင်ပါတယ်။အစိုးရကပေးတဲ့ငွေအင်အားနဲ့ကျွန်တော်တို့ချညာလုပ်ငန်းတွေကျေပြန်အောင်လုပ်ရမယ်။အဓိကဥတီချက်ကတော့ကျွန်တော်တို့ဖောက်တယ်တွေရဲ့စိတ်ကျဉ်နှံမှုနဲ့ယုံကြည်မှုကိုရရှိဖို့ပါပဲ။လိလာမှုတွေအရ Foscar Company ရဲ့လုပ်ငန်းအဖွဲ့အစည်းဆိုင်ရာအပြုမှုတွေနဲ့ သက်ဆိုင်တဲ့ခေတ်လေးခေတ်ဟာစဝိုင်းပုံစံလက်ပတ်နေတာကိုတွေ့ရပါတယ်။ Force Motor Car Company အမြင်နေစဉ်ကာလတခြားအင်ရှင်စနစ်နဲ့လွှမ်းမိုးအုပ်ချုပ်မှုကလည်းတခြားလိုက်ပါနေခဲ့တာကိုတွေ့ရပါတယ်။နံပါတ်၁ယူတာဖြောင်းမတ်တော်ခေတ် Honest Era ကုမ္ပဏီတစ်ခုအနေနဲ့ဖောက်တွေတွေကိုဝန်ဆောင်မှုပေးရမှာညံပြင်းချင်းအလို့သမားတွေကိုလုခလာစားပေးရမှာယုံနေချင်းကွန်ထုတ်ပစ္စည်းအရေးအတွက်ရောချချင်း အလောက်ခွင်အတွင်ဘေးအန္တရာယ်ကျဆင်းရေးနှင့်လူသမားတွေရဲ့ဘဝလုံခြုံမှုကိုအမခန့်ချက်မပေးနိုင်ခြင်းတွေကြောင့်အဖက်ဖက်ကနေတံပိုးတွေဆက်တိုက်ကျဆင်းနေတတ်ပါတယ်ထိုအခြေအနေဆိုးတွေကိုအချိန်မီပြပြနိုင်ခြင်းမရှိတော့ရင်တော့အချိန်တိုတွင်းမှာပဲကွန်မြူနီပြိုလဲမှုဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။ဆမ်မော်ဒန်ကိုအိုဂလမ်ဟိုမာပီနဲ့ကင်ဖီရှာမြို့မှာ1938ခုနှစ်မှာမွေးဖားခဲ့ပါတယ်။သူဟာဒေတာအတွင်းပတ်လုံးငန်းရှင် ်ဤကစ်ကောရဲ့ပထမဆုံးသားပါဒုတိယကမ္ဘာစစ်ကာလမှာကပ္တင်စင်တီတမရော်မှာ အမှုထမ်းခဲ့ပြီး1962ခုနှစ်မှာတော့အကန်ဆက်ပြင်းတဲ့အတွင်းရောဂျာဒေတာမှာပထမဆုံးဝမ်မက်စတိုကိုစတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်ဝေါ်တန်ဟာငယ်စဉ်ကတည်းကဗဟုသုတကျင်ဝပြီးအမြင့်ကျယ်သူဖြစ်တာကြောင့်ဂျီလက်ဒေတာရီမှာပါလက်လီယာစတိုးဆိုင်ငယ်ပါများစွာကိုဖွင့်လှစ်ခဲ့သူဖြစ်ပါတယ် ဝေါ်ဒန်ဟာခေါင်းဆောင်တယောက်ရဲ့အရေးချင်းရှိသူဖြစ်တယ်လို့ကျင်းဝေကုန်တိခါပိုင်းကိုလည်းအဆွန်ထင်မရှိရအောင်ထည့်သိမ်းနိုင်ခဲ့သူဖြစ်ပါတယ်။ဝေါ်ဒန်ဟာဘယ်စီပါရေးလုပ်ငန်းမဲ့လို့လို့ဘယ်ဖွဲ့စည်းကိုပဲထိထားနေဖြစ်စေသူကိုယ်ပိုင်အခြေခံယုံကြည်ချက်၃ရက်နဲ့အတူလှုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ဝေါ်ဒန်ရဲ့ကိုယ်ပိုင်အခြေခံယုံကြည်ချက်၃ရက်ကတော့နံပါတ်၁လူတဦးပေါ်တဦးနေစာအတိမတ်ပြုပေးနိုင်ခြင်းလူတိုင်းအပေါ်အလေးထားဆက်ဆံခြင်းနံပါတ်၂ ဖောက်တဲ့စားသုံးသူတွေကျေနပ်အားဝန်ဆောင်မှုပေးနိုင်ခြင်းနံပါတ်၃လုပ်ငန်းတုသက်အောင်မြင်အောင်အကောင်းဆုံးကြိုးစားခြင်းမျိုးပဲဖြစ်ပါတယ်။ဆန်ဝါဒန်ဟာသူ့လုပ်ငန်းတွေကိုစံချိန်မီအောင်အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်သူကဖောက်တဲ့တွေစိတ်ကျေနပ်မှုရရှိဖို့အတွက် 5star အဆင့်ရှိတဲ့ကုန်ထုတ်အရေးတွေနဲ့ဝန်ဆောင်မှုတွေကိုအကောင်းဆုံးမြင့်တင်နိုင်ခဲ့သူတယောက်ဖြစ်ပါတယ်။ Warden ရဲ့ကြိုးစားအထောက်မှုတွေကြောင့်ဖောက်တဲ့တွေဘက်က တုံ့ပြန်မှုကောင်းနေဆက်တရရှိလာပြီးလုပ်ငန်းထူထပ်အမြင်ဖို့အခွင့်အရေးတွေလည်းပုံမပွင့်လန်းခဲ့ပါတယ်။ဝတ်တန်ရဲ့ကောင်းမွန်တဲ့လုပ်ငန်းအစီအစဉ်တွေကြောင့်ဆယ်စုနှစ်သုံးနှစ်အတွင်းမှာသူပိုင်ဆိုင်တဲ့ award man ရဲ့တန်ဖိုးဟာဒေါ်လာ45ဘီလီယံထိမြင့်တက်လာခဲ့ပါတယ်။ထို့ကာလအတွင်းအမြင့်ကျော်ကြတဲ့စီပါဆွမ်းဆောင်ရှင်တွေရဲ့အကြောင်းစိုးစေးစွာဖော်ပြပေးလေးရှိတဲ့ Forbes magazine က ဆမ်ဝေါ်ဒန်ကိုအမေရိကရဲ့ချမ်းသာဆုံးသောပုဂ္ဂိုလ်ဖြစ်အတိမတ်ပြုဖော်ပြရေးသားခဲ့ပါတယ်။1990ခုနှစ်များရဲ့အစောပိုင်းကာလတွေမှာကမ္ဘာစီးပွားရေးကြဆင်းမှုပြဿနာတွေကြုံတွေ့ခဲ့ရသည့်တန်အောင်ဝေါ်ဒန်ရဲ့ဝေါ်မတ်ကတော့ရောင်အား40ရာခိုင်နှုန်းကျွကျွနဲ့ဆက်လက်အံပွဲခံခဲ့နိုင်ပါတယ်။ကျွန်တော်တို့တွေ့မြင်နေရတဲ့အတိုင်းဝေါ်မတ်ရဲ့လက်ရှိကာလအထိလောကန်ဆောင်ရွက်ပုံနဲ့လုပ်ငန်းလှည့်ပတ်မှုပုံစံတွေဟာတစုံတရာ ပြုပြင်ပြောင်းလဲခြင်းမရှိသေးတာတည်ထောင်သူ ဆမ်မော်ဒန်ရဲ့မူပိုင်တွေးခေါ်နဲ့စိတ်ကူးကျဆမှုတွေအတိုင်းလက်ပတ်နေတာဖြစ်ပါတယ်။ဆမ်မော်ဒန်ဟာစီးပွားရေးလုပ်ငန်းတော်လဲသူကိုယ်ပိုင်ယုံကြည်မှုသုံးရဖြစ်တဲ့လူတိုင်းအပေါ်လေးထားစစချင်းဖောက်တယ်တွေစိတ်ကျဉ်နှံမှုရအောင်ဝန်ဆောင်မှုပေးနိုင်ခြင်းလုပ်ငန်းသူတက်အောင်မြင်အောင်အကောင်းဆုံးကြိုးစားခြင်းတွေအတိုင်းဒီဇိုင်းမမတ်လုပ်ကိုင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ဒါကြောင့်ဆမ်မော်ဒန်အမြင်မှုတွေစတင်ရရှိက ကာလာပိုင်းချကိုယူတာဖြောင့်မှန်သောခေတ်အဖြစ် တမန်အတည်ပြုပေးနိုင်ခဲ့ပြီးယူတာဖြတ်မှတ်ခြင်းကိုအခြေခံကြတဲ့စိတ်ကောင်းစေတနာတွေနဲ့ဖောက်တဲ့တွေကိုဝန်ဆောင်မှုပေးခြင်းနိမိဝန်ထမ်းတွေရဲ့ဘဝလုံးချုံရင်းနဲ့အမေခန့်ချက်ရှိအောင်ဖြည့်ဆွတ်ဆောင်ရွက်ပေးခြင်းတို့ကြောင့်ငွေကြေးကျုံမြတ်ရရှိခြင်းနဲ့ပိုးရေးတာလွန်နဲ့လုပ်ငန်းတွေရဲ့တံမိုးမြင့်မားခြင်းဆိုတဲ့အမြင်မှုကိုရရှိစေကခေတ္တခေတ်အဖြစ်လဲသတ်မှတ်ပေးနိုင်ခဲ့ပါတယ်။ကျွန်တို့အားလုံးတန်ရှင်းစင်ကြယ်မှုနဲ့စတင်ကြပါစို့။ ကမ္မဏီတခုစတင်တည်ထောင်မွေးဖားပြီဆိုတာနဲ့လူသားတွေကလေးငယ်တအူးကိုမွေးကင်းစာရွယ်မှာပြုစုဆောင်ရှောက်ရပုံနဲ့များစွာဆင်တူရဲရှိပါတယ်။မွေးကင်းစာကလေးငယ်ဟာနုနယ်ပြီးပန်းရောင်တန်းတဲ့မျက်နှာအပြည့်ကင်းစင်သောတွင်ပုံတရံရှိနေသလိုတည်ထောင်ကစကမ္မဏီနေနဲ့လည်းအထီးမခံလောက်အောင်နုနယ်လုံးနဲ့မွေးကင်းစာကလေးတယောက်လို အမာရွတ်မခံနိုင်လောက်အောင်တတိထားစီမံကိုင်းတွင်နိုင်မှုလိုအပ်ပါတယ်။ တီထောင်ကစားကမဏီရဲ့ဝန်ထမ်းတွေအနေနဲ့သူတို့တူချင်းစီအလိုက်ကြုံတွေ့ရင်ဆိုင်ရမယ့်အဖြစ်ပြက်တွေကဘာလဲဆိုတာကိုမြောက်တွေးရင်းနဲ့စိတ်လှုပ်ရှားနေပါလိမ့်မယ်။ကမဏီမှာထန်းဆောင်ရမယ့်အထူးတာဝန်တွေအတွက်တာဝန်ရှိကောင်းဆောင်တူချင်းစီအလိုက်မှာထူးခြားသော အမြင်တွေကမဏီတို့တက်စီမဲ့စဉ်စားတွေးခေါ်မှုတွေရှိစေဖို့လိုအပ်ပါတယ်။တီထောင်ကစားကမဏီအနေနဲ့အချိန်တိုအတွင်းတူတက်အမြင်မှုတွေရရှိဖို့ မျောလင့်ခြင်းထက်အချိန်တို့အတွင်းပြင်မရတဲ့အမာယွန်းတွေများပြပြီးကြာရှုံးခြင်းမရဖို့ကိုအဓိကထားဖို့လိုအပ်ပါတယ်။ကုမ္ပဏီတိုင်းဟာအမြင်မှုကိုအကောင်ဆုံးမျောလင့်နိုင်မှုဖြစ်ပေါ်ကြုံတွေ့ရတဲ့ခက်ခဲပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကြိုတင်ရှာဖွေထားဖို့လိုအပ်ပါတယ်။ကုမ္ပဏီလုပ်ငန်းဒုတက်အမြင်မှုမဟာဗျူဟာနဲ့နီးဗျူဟာတွေအကောင်နေဖို့လိုအပ်သလိုအခြေခံကြသောကိစ္စရပ်တွေဖြစ်တဲ့ဝန်ထမ်းတွေရဲ့ဘဝလုံခြုံရေးနဲ့အာမခံချက်ရှိရေး ဖောက်တယ်တွေစိတ်ကျဉ်နှံမှုရှိစေမယ်ဝန်ဆောင်မှုတွေပေးနိုင်ရေ လုပ်ငန်းအားယူတာဖြောင့်မတ်စွာလက်ပန်းချင်းဖြင့်အမြင်ရေးကိုပါလေးနက်ထားထည့်တွင်းစဉ်းစားရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဘလို့လုပ်ငန်းအဖွဲ့အစည်းကုမ္ပဏီကိုတည်ထောင်လို့ဖြစ်စေအဖက်ဖက်ကနေတန်ရှင်းစင်ကြယ်မှုတွေနဲ့သာဆ ਾਇ ရမှာဖြစ်ပါတယ်။ယူတာဖြောင့်မတ်တော်ခေကလာပိုင်းခြားဟာလုပ်ငန်းအဖွဲ့အစည်းရဲ့ကွန်တိတ်ခါတံမှုတွေမြင့်တက်အောင်ကုမ္ပဏီရဲ့အထူးတာဝန်တွေကို တန်ရှင်းစင်ကြဲစွာ အကောင့်ထဲဖွင့်လန်းအောင်ကုန်ထုတ်အရေးတွေကိုဖောက်တယ်တွင်စိတ်ကြိုက်ဖြစ်တဲ့အထိမြင့်တည်ပေးနိုင်မှုကြိုးစားအားထုတ်တဲ့ကာလပိုင်းခြားဖြစ်ပါတယ်။ယူတာဖြတ်မှတ်တော့ခေတ်ကာလပိုင်းခြားမှာဝန်တန်းစည်းတဲ့နဲ့ကွန်ပစ္စည်းများတစ်စိတ်အရေးအတွက်အဓိကအာရုံစိုက်ဆောင်ရခြင်းတွေရှိနေပြီးသက်ဆိုင်ရာလုပ်ငန်းဌာနနဲ့အတင်းဖွဲ့လိုက်ကောင်းဆောင်နဲ့နောက်လိုက်တွေကိုဟန်ချန်ကြီးဆောင်ရွက်နိုင်စွမ်းနဲ့အမြင်မှုကိုရယူလို့ရှိကြပါတယ် ကယ်လီဖိုးနီးယားပြည်နယ်ရဲ့စီလင်ကွန်တောင်ကြားမှာအင်တာနက်နည်းပညာကို အခြေခံသောကွန်မြူနီတွေရှေ့စင်နောက်ဆင်းပေါ်လာတာကိုမကြသေးခင်ကာလအတွင်းတွေ့ရှိနိုင်ပါတယ်။ထောင်ချီအရေးအတွက်ရှိသောစီးပွားရေးဆွမ်းဆောင်ရှင်တွေဟာစီလင်ကွန်တောင်ကြားစီလင်ကိုဗေးလီရဲ့ကွန်မြူနီမှာအပြန်အဆိုင်တည်ထောင်ကြပြီးသူတို့ရဲ့ကုန်တိတ်ခါနည်းပညာကျွမ်းကျင်မှုတွေကိုဖော်ပြနိုင်မှုကြိုးစားခဲ့ပါတယ်။စီလီကွန်တောင်ကြားမှာနည်းပညာဆိုင်ရာကုမ္ပဏီတွေများစွာရှိနေတာမှန်တော်လဲ ကွန်မြူနီတိုင်းကနှီးပညာကွန်မြူနီမဟုတ်ပဲဟိုတယ်လုပ်ငန်းတွေရှိနေတာကိုတွေ့ရပါတယ်။နှီးပညာကွန်မြူနီတီတီရဲ့ဖောက်တယ်တွေဟာကမ္ဘာရဲ့ရဲ့မှာလာရောက်သူတွေဖြစ်တာကြောင့်ခေတ္တတည်းခုပုအကောင်းဆုံးသောဟိုတယ်တွေကနီနီနနာမှာရှိခြင်းဖြင့်ဧည့်သည်တွေအဆင်ပြေချမွေးမှုကိုရရှိစေပါတယ်။ စီလင်ကွန်တမ်ချာတို့ရောက်လာသောဧည့်သည်တွေအတွက်အဖက်ဖက်ကအစဉ်ပြေအောင်လုံဆောင်ဖြစ်စဉ်ပေးနိုင်ခြင်းဖြင့်ဤပညာကုမ္ပဏီတွေတက်တာမကဟိုတယ်လုပ်ငန်းလုပ်ကိုင်သောကုမ္ပဏီအတွက်ပါအကောင်းကျိုးရရှိစေမှာဖြစ်ပါသည် ဆီလင်ကွန်တောင်ကြားကနီးပညာကမ္ပဏီပိုင်ရှင်တွေဟာသူတို့လုပ်ငန်းအတွင်းအားထားရတဲ့ဝန်ထမ်းတွေအပန်းဖြေနိုင်ယူစေနိုင်မဲ့အစီအစဉ်ဖြင့်ဝန်ထမ်းတယောက်ကိုတနည်းလင်ဒေါ်လာ2000လုံးဖြင့်ခီးသွားပန်းဖြေစေထုတ်ပေးလေးရှိပါတယ်။ဒါတင်မကသေးပဲဝန်ထမ်းတွေအတွက် organic နည်းလေစာကျွေးမွေးခြင်း၊ကျမရေးဆောင်ရှားမှုတွေအတွက်အခမဲ့စေကူတာခွင့်ပေးခြင်းနဲ့အခြားသောအကျိုးခံစားခွင့်တွေကိုပါရရှိခံစားစေပါတယ်။ ဒီတခါဝန်ထမ်းတွေဘက်ကကွန်မြူနီကြီးပွားတိုးတက်ရေးအတွက်ထူးခြားလုပ်ကိုင်ပေးခြင်းတွေကြောင့်နှစ်စဉ်ဝင်ငွေဟာဒေါ်လာ10ဘီလီယံအထိမြင့်တက်လာတာကိုတွေ့ရပါတယ်။ယူတာဖြတ်မှတ်တော့ခေကာလာအတွင်းတိုးတက်အောင်မြင်မှုတွေရရှိသောကွန်မြူနီတွေဟာစစ်တပ်ပိုင်းဆိုင်ရာရည်တွေးကောင်းမွန်ခြင်း၊ကုန်ထုတ်ပစ္စည်းရည်တွေးတိုးတက်မြင့်မားခြင်း၊ဖောက်တယ်ရီပေါ်စီကျင်းနှံ့မှုရရှိအောင်ဝန်ဆောင်မှုတွေပေးနိုင်ခြင်းကြောင့်ဖောက်တယ်ရူဘတ်မှတစ္ဆာစောက်တည်ခြင်းဆိုတဲ့တုံ့ပြန်မှုကောင်းတွေလည်းရရှိခြင်း ဈေးကွက်အတွင်းမိမိတို့ကုန်ထုတ်ပစ္စည်းတွေကိုတရှိတည်မြဲစွာနမီကောင်ရရှိခြင်းတို့ရဲ့ကောင်းကျိုးတွေကိုရရှိကြပါတယ်။ဒါကြောင့်လည်းယူတာဖြောက်မှတ်သောခိခလာပိုင်းချာကိုအကျိုးမြတ်ရရှိခြင်းထက်ပုံမတော်လွန်သောအာမြင်မှုတွေရရှိတဲ့ကာလလို့တမုန်နိုင်ခြင်းဖြစ်ပါတယ်။ထိုခိကာလအပိုင်းချာတစ်ချောင်းကုမ္ပဏီပိုင်ရှင်တွေဟာအကျိုးမြတ်စီးပွားဖြစ်အောင်အလုပ်လုပ်ကြတာမှန်တော်လေ။အကျိုးစီးပွားဖြစ်တော့အောင်ရရှိကာလအထိလှုပ်ဆောင်ပေးနေတဲ့ မိမိတို့ရဲ့ဝန်ထမ်းတွေနဲ့စာတုံးတူဖတ်တယ်တွေအရေးကိုပုံမလေးထားဆောင်ရွက်ကြတာလေးလာတွေ့ရှိရပါတယ်။ဒါကြောင့်လည်းကမ္ပဏီရဲ့အကျိုးစီးပွားကိုကြော်လွန်ပြီးကမ္ပဏီတို့တက်အောင်လှူဆောင်ပေးသူတွေရဲ့အကျိုးစီးပွားကိုအဓိကထားဆောင်ရွက်ပေးတဲ့ခေအဖြစ်လဲတမုံနိုင်ခြင်းဖြစ်ပါတယ်။ယူတာဖြောင့်မတ်တော့ခေကလာအတွင်းအောင်မြင်မှုရရှိတဲ့ company တွေဟာမိမိတို့ရဲ့ဝန်ထမ်းနဲ့မိမိတို့ရဲ့စံတုံးတူဖောက်တယ်တွေအရေးကိုဦးစားပေးထွက်တွင်စဉ်းစားခြင်းအချို့မြင့်ရရှိခြင်းထက် ထုတ်ကုန်ပစ္စည်းရေးတွေပုံမှန်တိုးတက်အောင်လှုပ်ဆောင်ခြင်းတွေကြောင့်ကုမ္ပဏီရဲ့တံမိုးတွေကို မြင့်တက်လာစေပြီးဂုဏ်တိခါရှိစွာဖြင့်ရည်ရှိတည်တက်အောင်ကြိုးစားနိုင်ခဲ့ကြပါတယ်။ယူတာဖြတ်မှတ်ခြင်းဆိုတဲ့ဇယိုင်းလက္ခဏာကောင်းများထွန်းကားတဲ့ခေတ်ကာလမှာကုမ္ပဏီတိုင်းလိုလိုတူအတိုင်းတာနဲ့တူအမြင်မှုကိုစီရရှိကြပြီးစီးပွားရေးကလည်းတည်ငြိမ်ခိုင်မာမှုတွေရှိနေခဲ့ပါတယ်။ထို့အခါနောက်ဆက်တွဲကောင်းကျိုးအနေနဲ့ဖောက်တဲ့စားသုံးသူတွေအတွက် စိတ်ပျော်ရွှင်မှုတွေရရှိစေတယ်လို့ကုမ္ပဏီတွေအနေနဲ့လည်းအကျိုးစီးပွားကိုပမာဏမထားသေးတဲ့အောင်မြင်မှုတွေဆင်ခဲ့ရရှိကြပါတယ်။ယူသားဖြတ်မှတ်မှုတွေထွန်းကားတော့ခေတ်ကာလမှာဆီလီကွန်တောင်ချာကနီးပညာကုမ္ပဏီတွေအားလုံးအောင်မြင်တဲ့ညီတူဆမ်ဝေါ်ဒန်ရဲ့ဝမ်မက်ကလည်းအထွတ်ထည့်ရောက်တဲ့အထောက်အမှုတွေရရှိခဲ့ပါတယ်။တိုးတော်လည်းယူသားဖြတ်မှတ်မှုထွန်းကားတဲ့ခေတ်ကာလကိုအဆုံးသတ်စေမဲ့အခြေအနေဖြစ်ပျက်တွေလည်းစားထိုးဝင်ရောက်လာချိန်မှာ စန့်ကျင်ဘက်အကျိုးသက်ရောက်မှုတွေဆင်ခဲ့ဖြစ်ပေါ်လာပါတယ်။အကြောင်းကတော့ဝမတ်ရဲ့အကျိုးစီးပွားဒုတက်မှုနဲ့အတူကြီးမားတဲ့ဩစာရှိန်ဝါတွေကအခြားသောတနိုင်တပိုင်းလုပ်ငန်းလုပ်နေတဲ့အသေးစားလုပ်ငန်းတွေကိုစတင်ဝါမြူလာခြင်းပဲဖြစ်ပါတယ်။ဆမ်ဝဒန်ရဲ့ဝတ်မန်ဟာတချိန်ကစာတုံးသူပြည်သူတွေအတွက်စိတ်ကျဉ်နှံမှုရရှိစေမယ့်ဝန်ဆောင်မှုတွေပြီးလို့စိတ်ပြေဝရှိတော့လဲနောက်ပိုင်းမှာတော့ဝန်ဆောင်မှုမပေးုံသာမက တူဝင်ထန်းတွေရဲ့ကျိုးစီပွားတူတက်ရေးအတွက်ကိုပါထည့်သွင်းစဉ်းစားခြင်းမရှိတော့ပါဘူး။ပိုဆိုရာက Walmart shopping mall ကြီးဖွင့်လိုက်တဲ့နေရာဒေသတိုင်းမှာမူလကရှိနေတဲ့အသေးစား store ဆိုင်တွေအလုံးကြီးပါပိတ်သိမ်းရတဲ့အထိစီးပွားပြည့်ခဲ့ခြင်းဖြစ်ပါတယ်။ Walmart ကိုပိုင်ဆိုင်တဲ့ Sam Walton ဟာတချိန်ကစီကန်းစီမြင့်နေချမှတ်ပြီးစနေတကြရက်တီခဲတူစားသုံးသူတွေအတွက်စေနာရဲ့ရောစာထားနိုင်သူလုပ်ငန်းတူတက်ရေးကိုရှေ့ရှုပြီးကျွမ်းကျင်ဝန်ထမ်းတွေကို ငိုင်းရန်တုံပြုတ်တဲ့ဖြစ်တော့လေနောက်ပိုင်းမှာစင်ကျင်ပတ်ကျင်းဆက်တွေနဲ့တာလုပ်ငန်းတိုးတက်အောင်လူအများစုအရေးထက်သူကွန်မြူနီအကျိုးစီးပွားဖြစ်ထွန်းအောင်ဘယ်လိုလုပ်ရမယ်ဆိုတာကိုဒါအဓိကဦးစားပေးစဉ်းစားခဲ့ပါတော့တယ်။စမောတန်ကွယ်လွန်ပြီးနောက်ပိုင်း1992ခုနှစ်မှာဖောက်တဲ့ရီအလောဟာဝမက်ဘောမလုံမုံထားရရှိခဲ့ပြီး2000ပြည့်နှစ်နောက်ပိုင်းအတွင်းမှာရောက်ရှိလာချိန်မှာတော့ဝမက်ဟာအမေရိကန်ရဲ့လူမှုအများဆုံးသောကုမ္ပဏီများစီးနှင်းမှာတစ်ခုပါဝင်ဖြစ်ခဲ့ပါတယ်။